ယူကရိန်းနိုင်ငံအနောက်ပိုင်းကကြောင်မီသွေးတွင်းတစ်ခုမှာမတ်လ၂ရက်နေ့ကမိသိန်းတက်ဝက်ပောက်ကွက်မှုဖြစ်ပွားခဲ့တာကြောင့်မိုင်းလုံသား၁၂ဦးထပ်ပတဲ့တည်ဆုံခဲ့တယ်လို့ကြောင်မီသွေးတွင်းအလုံသမားများဆိုင်ရာကုန်သွယ်မှုတမကမှအကြေအကဲမေလိုဗိုလီနက်စ်ကပြောပါရယ်ပောက်ကွက်မှုဖြစ်ပွားတဲ့နေရာကပိုလန်နယ်စပ်အနီးနောက်ပိုင်းလီဗစ်ဒေသမှာရှိတဲ့ဒီဗိုဗတ်ကိုမိုင်းတွင်းလို့သိရပြီးမြေရောက်မှာပိတ်မိနေတဲ့နောက်ထပ်မိုင်းလုံသား၂၀ဦးကိုကယ်ထုတ်ဖို့စီစဉ်နေတယ်လို့ကယ်ဆယ်ရေးသမားများကပြောပါရယ်ယူကရိန်းရေးပေါ်ဌာနအဆိုမှာတော့လူ၂၀ဆေးရေးပြောင်းနေပြီးပောက်ကွက်မှုဖြစ် တဲ့အချိန်မိုင်းတွင်ထဲမှာအလုသမာ192ဦးရှိနေခဲ့တယ်လို့သိရပါဗျ။သတင်းကြားပြီးတော့ဝင်ကြီးချုပ်ဗလာဒီမတ်ခရစ်မန်နဲ့စွန့်အိမ်ဝင်ကြီးအီကိုနီဆိုလစ်တို့ကမိုင်းတွင်ရှိရာကိုချက်ချင်းလိုက်သွားခဲ့ကြပါဗျ။ယူကရိန်းနိုင်ငံရဲ့ကြောင်မီသွေးအများစုကိုထုတ်လုပ်ပေးနေတဲ့အရှေ့ပိုင်းဒေသကနေကြောင်မီသွေးမရှိတော့တဲ့အတွက်လီဗိုဗတ်ကိုမိုင်းတွင်မှာကြောင်မီသွေးပို့ထုတ်ဖို့ကျွန်တော်တို့ပြင်ဆင်နေတာပါ။ပောက်ကွဲမှုဟာဒီအချက်နဲ့ဆိုင်ဆိုင်ကိုတော့အခုစစ်ဆေးနေပါတယ်လို့ဒေသအုပ်ချုပ်ရေးမှူးအိုလက်စီယေကာကရုပ်သံမှတ်ချက်မှာပြောခဲ့ပါဗျ။အရာရှိတွေဆို ိုရာဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးယူကရိန်းသမ္မတပီထရိုပိုရိုရှန်ကိုကရှင်းလင်းပြောဆိုခဲ့ကနိုင်ငံတော်ဝန်ထဲချက်ထိမ့်မဲ့နေတဲ့နေကိုကြေညာလိုက်တယ်လို့သိရပါဗျ။ကြောင်မီသွေးတွင်အလုသမားများဆိုင်ရာကုန်သွယ်မှုတမကမှာအကြီးအကဲဘိုလီနက်စ်ပြောခဲ့တာကတော့အဲ့ဒီကြောင်မီသွေးတွင်ကိုခင်းတဲ့အညီပြန်လည်မပြုတ်ပြန်တာနှစ်နဲ့ချီရှိပြီဖြစ်ကြောင်းမိုင်းတွင်မှာအသုံးပြုနေတဲ့စစ်ပစ္စည်းတွေဟာနှစ်ချို့တွေကြောင့်လိုအပ်တဲ့ဘေးကင်းလုံခြုံမှုလည်းမရှိကြောင်းသိရပါဗျ။